လုံးအလုံးဝမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့နာမည်ကြီး Japan Fighter တအုပ်ကိုစာချုပ်ချုပ်ခေါ်ယူလိုက်တဲ့ One Championship ရဲ့အကြောင်းပထမဆုံး Champion ခပ်ပတ်ကောင်ကွယ်ပွဲမှာမထင်မှတ်ထားတဲ့ Fighter တယောက်နဲ့တွေ့လာနိုင်ခြေရှိနေတဲ့ Makumet Akali ရဲ့အကြောင်း Jonathan Hakati ကိုစင်ခွန်လာခဲ့တဲ့ Thai Fighter တအုပ်ရဲ့အကြောင်း Rotan နဲ့ထူးတက်ခြင်းနဲ့လူစင်ခွန်လာခဲ့တဲ့ Wyatt Fighter ကြီးတအုပ်ဖြစ်တဲ့ Nao U ရဲ့အကြောင်း ။ဒါအပြင်ဗရိုနီကာအပေါ်ဘလိုမျိုးလေးစားမှုမရှိတဲ့ပုံစံမျိုးကိုပြသလိုက်တယ်လဲဆိုတဲ့ထိုင်းဖိုက်ရဲ့အကြောင်းစောင့်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှစူးစီးတုံ့တန်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကတော့မွေထိုင်းနဲ့ကစ်ပေါင်းစင်ပိုင်းကိုအဆက်မပြတ်အင်အားကြီးတင်းမှုတွေလှုပ်ဆောင်နေခဲ့တာကြားပြီးဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကလက်ရှိမှာဆိုရင်လည်းဂျပန်နာမည်ကြီးဖိုက်တာတအုပ်ကိုထပ်ပြီးတော့စာချုပ်ချုပ်ခေါ်ယူလိုက်ပြန်ပါတယ်။ဂျပန်ဖိုက်တာအများစုကကစ်ပေါင်းစင်ပိုင်းမှာဆိုပြီးမဲ့ အခုခေါ်ယူလိုက်တဲ့ဂျပန်ဖိုက်တာကတော့မွေးထိုင်းဖိုက်တာတူပဲဖြစ်နေပါတယ်။သူကတော့နာတာခယူရှင်နာရီဆိုတဲ့ဖိုက်တာပဲဖြစ်ပါတယ်။ဒုကန်လက်ရှိမှာရချန်တနန်ကွင်းရဲ့ Super Flyweight Champion တူလေးဖြစ်တယ်လို့တခြားအဖွဲ့အစည်းတွေမှာလည်း Champion ဖြစ်ထားခဲ့ဖို့ပါတယ်။ Muay Thai Champion စေချင်းအထိဖြစ်ထားဖို့တဲ့ Fighter ဆိုပြီးတော့ One Championship ရဲ့မှတ်တမ်းတွေထဲမှာပေါ်ပြထားခြင်းခံရပါတယ်။တကယ်တော့ Nadaka Yushin Nari ဟာ One Championship ရဲ့ခေါင်းစဉ်အောက်မှာပွဲဥထွက်ထူးတက်ခဲ့ပြီးသား Fighter တူဦးမင်းဖြစ်ပါတယ်။ ဒီခေတ်မက်ချလာတုံက1172မှာတုံကနခန္တယူရှင်နာရီရဲ့တွဲဆင်းကလည်းပါဝင်ခဲ့ပြီးတော့ high fighter တူဖြစ်တဲ့ rank iron 1ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထုတ်တက်သွားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာတော့ယူရှင်နာရီဟာတတိယအချိန်မှာပဲအလဲထုပုံစံမျိုးနဲ့အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။အဲ့ဒီတုံက1 championship ကသူ့ကိုတပွဲစာစာချုပ်ထဲနဲ့ခိုးယူခဲ့ပြီးထုတ်တက်စီခဲ့တာဖြစ်ပါတယ်။အခုတော့သူက1 championship ကို exclusive contract နဲ့အတူရောက်ရှိလာခဲ့တာဖြစ်ပါတယ်။စေဝင်စားဖို့ကောင်းတာကယူရှင်နာရီဟာ အန်တန်ဝိတ်ဖိုက်တာတူပင်ဖြစ်ပါလေဝမ်ချမင်းရှင်းရဲ့အမျိုးသားမွေထိုင်းဖိုက်တာဝိတ်တန်တွေထဲမှာတော့အန်တန်ဝိတ်တန်ကိုအတိတကျသတ်မှတ်ထားတာမျိုးမရှိသေးသလိုအဲ့ဒီဝိတ်တန်အတွက်ချန်ပီယံလိမ့်ပေါ်ပေါက်လာခြင်းမရှိသေးပါဘူးအခုတော့ဝမ်ချမင်းရှင်းဖက်ကအဲ့ဒီဝိတ်တန်အတွက်ချန်ပီယံခပ်ပတ်ပါစီစဉ်ပြီးနိုင်ခြင်းများလာခဲ့ပြီးလူရှင်နာရီအနေနဲ့လည်းနောက်ပွဲမှာတင်ချန်ပီယံခပ်ပတ်လူခွင့်ရလာတာမျိုးလည်းဖြစ်သွားနိုင်ခြင်းများနေပါလိမ့်ဒါနဝရဲ့ဆန္ဒဟာဆိုရင်တော့ဂျုံကွဲဂျုံပြီးခပ်ပတ်လွတ်လွတ်ထားခဲ့ရတဲ့ LS Paria ကိုလာမဲ့ပွဲမှာတင် မကူမဲအခလိနဲ့မချီပွဲတဲပီးစီချင်းခဲ့တာဖြစ်ပါတယ်အလက်စပါရီယာဆိုတော့ကသူတို့အားထားရတဲ့ဖိုက်တာတယောက်ဖြစ်တာကြောင့်ချက်ချင်းပဲစင်ပြန်တင်ချင်နေတာလည်းဖြစ်ပါတယ်ဒါပေမဲ့လည်းဒီအစီအစဉ်ကိုအလက်စပါရီယာဘက်ကလက်ခံဖို့ရမတိချပင်းဖြစ်နေခဲ့ရပါတယ်အလက်စပါရီယာကိုယ်တိုင်ကတော့မကူမဲအခလိနဲ့ချက်ချင်းမချီပွဲပြန်ထိုးရင်မလွယ်ဘူးလို့ယူဆထားတဲ့အနေအထားမှာရှိနေပါတယ်သူအနေနဲ့မကြည်ပွဲအတွက်အချင်းယူပြင်ဆင်ခြင်းနဲ့ဆိုပြီးတော့လဲပြောဆိုထားခဲ့ပါတယ် ီလိုအနေထားမျိုးမှာမာကိုမက်အခလီယာပထမဆုံးချန်ပီယံခပ်ပတ်ကောက်ွယ်ပွဲမှာထိုးရမယ့်ပြိုင်ဖက်ကတခြားဖိုက်တာကလည်းဖြစ်သွားနိုင်ခြေများလာခဲ့ပါတယ်။လက်ရှိမှာတော့မထင်မှတ်ထားတဲ့ဖိုက်တာတအုပ်ကမာကိုမက်အခလီယာနောက်ပြန်ဖက်ဖြစ်လာလိမ့်မယ်ဆိုပြီးတရင်တွေထပ်ပေါ်နေခဲ့ပါတယ်။အဲဒီဖိုက်တာကတော့ကန်လော့စ်ဥပန့်ဆိုတဲ့ဖိုက်တာပဲဖြစ်ပါတယ်။ကန်လော့စ်ဥပန့်ဆိုတာက UFC lightweight တန်မာ9ပွဲဆက်နေခဲ့တဲ့ဖိုက်တာတအုပ်ပဲဖြစ်ပါတယ်။သူက UFC မှာပွဲဥထွက်တပွဲထဲတာရှုံးနေထားခဲ့ရသေးတာဖြစ်ပြီးတော့ နောက်ဆုံးရှင်ပြန်ထူးတက်ထားခဲ့တဲ့ရှစ်ပွဲဆက်တိုက်အထိကိုပါအနိုင်ယူပြထားနိုင်ခဲ့သူဖြစ်ပါတယ်။နောက်ဆုံးထူးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်လည်း Light Heavyweight ရဲ့ Gunbine Fighter တဦးကြီးဖြစ်တဲ့ Jump Black Chow Wei ကိုတောင်အနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲနဲ့အတူ UFC Lightweight တန်းရဲ့အဆင့်၃နေရာအထိကိုပါတက်လန်းလာနိုင်ခဲ့တာဖြစ်ပါတယ်။မကြတိခင်တုံးကပဲ Marco Matt အခက်လီကနေပြီးတော့ Light Heavyweight တန်းမှာကျွန်တော်နဲ့ထူးတက်ရတဲ့ Fighter ရောရှိရလား။ LS Paria ကထူးတက်ဖို့ကြောက်သွားပြီလို့ထင်ပါတယ်။ ျွန်တော်လဲသူ့ကိုအနိုင်မကျင့်ချင်တော့တာကြောင့်လွတ်ထားပြလိုက်ပါတယ်ကျွန်တော်နဲ့ထူးတက်ရတဲ့သူရှိရင်ပွဲစီစဉ်ပေးဖို့အတွက်ဒဏဝိုက်တို့ကိုတောင်းဆိုချင်ပါတယ်ဆိုပြီးမကူမဲ့အခလိကလေးချေတွန်းခေတာဖြစ်ပါနေဂျိုနာသန်ဟာကတိကနတ်ထက်ကွမ်ချန်ပီယံအဖြစ်ကနေစူပါလက်ကိုရှုံးနိမ့်ပြီးတော့ဘဏဝိတ်မွေထိုင်းချန်ပီယံခပ်ပတ်ကိုလက်လော်ထားခဲ့ရပါတယ်တို့ပေမဲ့လေပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းမှာထူးတက်သွားခဲ့တဲ့ပွဲမှာဆိုရင်တော့သူ့ရဲ့လက်ချန်ကစ်ပေါက်စင်ခက်ဘက်ကိုကောက်ွယ်ပွဲအနေနဲ့အရှင်ပြိုင်ထူးတက်သွားခဲ့ရပါတယ် ဂျော်နတန်ဟာကတိကအဒီပွဲမှာတော့ဒီယိုဖိုက်တာတအုပ်ဖြစ်တဲ့ဝေရိတ်ကိုအမတ်နဲ့အနိုင်ယူသွားနိုင်ခဲ့ပြီးချန်ပီယံပွဲကိုကောက်ွယ်ထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ဂျော်နတန်ဟာကတိနဲ့ရော့တန်တို့ကြားမှာအပြန်လန်စင်ခေါ်မှုတွေလည်းရှိထားခဲ့ပါတယ်။1172အပီမှာအပြန်လန်စင်ခေါ်နေခဲ့ကြတဲ့ဆိုပေမဲ့လည်းပွဲဖြစ်လာဖို့အတွက်ကတော့ဘာမှထူးခြားမှုမရှိသေးပါဘူး။ဒီလိုအနေထားမျိုးမှာ1 championship က time fighter တယောက်ဟာဆိုရင် Jonathan Hakati နဲ့ထူးတက်ချင်ပါတယ်ဆိုပြီးစိန်ခေါ်လာခဲ့ပါတယ်။ ဲ့ဒီ fighter ကတော့ Rumble ဆိုတဲ့ fighter ပဲဖြစ်ပါတယ် Rumble ဟာဆိုရင်တော့လက်ရှိ One Championship ရဲ့ Muay Thai Bantamweight တန်းမှာဆိုရင်အဆင့်9နေရာမှာရပ်တည်နေတဲ့ fighter တအုပ်ပဲဖြစ်ပါတယ်သူကလာမယ့်ဇွန်လ6ရက်နေ့မှာကျင်းပပြုလုပ်သွားမယ် One Fight 32ပြိုင်ပွဲမှာပွဲရထားပြီးတဲ့ fighter လည်းဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ Rumble ဟာ Suli Wu ရဲ့ပြိုင်ဖက် Hong Fighter တအုပ်ဖြစ်တဲ့ Dimitri Kotton နဲ့ရှင်ပြိုင်ထူးတက်သွားရမှာဖြစ်ပါလိမ့်။သူအနေနဲ့ကတော့ဒီပွဲမှာအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့နောက်လာမယ့်ပွဲစဉ်မှာ Jonathan Hakati နဲ့ထူးတက်ချင်ပါတယ်ဆိုပြီးစင်ခေါ်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိ Bantamweight တန်းရဲ့ထိပ်တန်း9ယောက်စလုံးက Fighter Count ဖြစ်ပါတယ်။အဲ့ဒီ theme ကမှကျွန်တော်ထူးတက်ချင်ဆုံး Fighter ဟာဆိုရင်တော့အဆင့်နှစ်က Jonathan Hakati ပဲဖြစ်ပါတယ်။အဆင့်တက်မှရှိတဲ့ Super Lightweight ကတော့မထူးတက်ချင်သေးပါဘူး။တကယ်လို့အဖွဲ့အစည်းဘက်ကပွဲတဲပြီးလာမယ်ဆိုရင်တော့ လက်ခံသွားမှာပါ။ဒါမဲ့ပွဲမှာကျွန်တော်အနေနဲ့ဒီမီထရီခော့ထွန်ကိုအနိုင်ယူပြီးတော့စင်ခေါ်ထူးတဲ့ရမယ့်ဖိုက်တာကဂျော်နတန်ဟာကတီပါပဲဆိုပြီးရမ်ဘိုးလက်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဝမ်ချမစ်ရှင်အနေနဲ့ဂျော်နတန်ဟာကတီနဲ့ရော့ထန်တို့မကြည်ပွဲပွဲဆိုင်ကိုဦးစားပေးစီစဉ်သွားဖို့ညားနေပါတယ်။ဒါကြောင့်လဲရမ်ဘိုးလက်အနေနဲ့ဂျော်နတန်ဟာကတီနဲ့ရှင်ပြန်ထူးတက်ဖို့အတွက်ကလောလောဆယ်မှာတော့ဆော်နီတီးတယ်လို့ပြောရမှာဖြစ်ပါတယ်။နောက်ဝဟာဆိုရင်တော့ဝမ်ချမစ်ရှင်မွေးထိုင်းဘန်နဝိတ်ချန်ပီယံဟောင်းတူဦးပဲဖြစ်ပါတယ်။ လောကဘဏ္ဍဝင်ချန်ပီယံခပ်ပတ်ကိုပြန်လည်ရယူနိုင်ဖို့အတွက်ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ One Championship မှာစိန်ပွဲအထိအနိုင်ယူပြပြီးတော့ပွေကျင်းခဲ့ဖို့တဲ့ဒီဖိုက်တာက Jonathan Hakati ကိုရှုံးနိမ့်ပြီးတော့မွေထိုင်းချန်ပီယံခပ်ပတ်ကိုလက်လွတ်ပေးလိုက်ခဲ့ရပါတယ်။နောက်ပွဲမှာ Nico Curry ကိုပါဆက်ရှုံးနိမ့်သွားခဲ့ရပါတယ်။ကြားထဲမှာတော့ကုလတမ်ကိုပြန်အနိုင်ယူနိုင်ခဲ့တဲ့ဆိုပေမဲ့လည်းနပတီနဲ့ခွန်ထောအနီတို့ကိုရှုံးပြီးနှစ်ပွဲဆက်ရှုံးပွဲကြုံတွေ့သွားခဲ့ရပြန်ပါတယ်။နောင်နဲ့ခွန်ထောအနီတို့ရဲ့ပထမပွဲဟာဆိုရင်တော့ ရလတ်မပြတ်တမ်းခဲ့ပဲနဲ့ split decision ပုံစံမျိုးဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်လဲ one championship ဘက်ကသူတို့နေရာကိုမကြည့်ပွင့်ဖန်တီးပေးခဲ့ပါတယ်။ဒီလမှာပဲကျင်းပပြုတ်သွားခဲ့တဲ့159 31ပြိုင်ပွဲမှာဆိုရင်တော့မကြည့်ပွဲအနည်းနဲ့ရှင်ပြိုင်ထုတ်တက်သွားခဲ့ရမှာနောက်ကယောနန်ရဲ့ decision နဲ့ပြန်ပြီးတော့မှအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။နိုင်ပွင့်ပြန်ရရှိခဲ့တဲ့ဆိုပေမဲ့လဲနောက်ဝအတွက် champion ပြန်ဖြစ်ဖို့ဆိုတာကမလွယ်ကူတော့ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။အတန်အရွယ်ရလဲစကားပြောနေပြီဖြစ်လို့ flyweight တမလင်းတခြား fighter ကောင်းတွေကလည်းရှိနေခဲ့ပြန်ပါတယ်။တို့ပေမဲ့လည်းနောက်ဦးကတော့ချန်ပီယံပြင်ဖြစ်ဖို့အတွက်လက်လျှော့တီးပုံမပေါ်တီးပါဘူး။တို့အနေနဲ့ချန်ပီယံပြင်ဖြစ်ဖို့ဆိုရင် Rotten နဲ့တောင်ထိုးတက်သွားခြင်းနဲ့ဆိုပြီးတော့လည်းပြောဆိုလာခဲ့တာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့အနာမယူခင်မှာချန်ပီယံပြင်ဖြစ်ခြင်းတီးပါတယ်။လက်ရှိအချိန်မှာတော့ကျွန်တော်အမြဲတမ်းတွေးနေမိတာကလည်းဒီအကြောင်းတွေပါပဲ။ Flyweight တန်းကကျွန်တော်အတွက်ပို့ပြီးတော့အဆင်ပြေတယ်လို့ခံစားရပါတယ်။ဒီမှာဆိုရင်ပို့ပြီးတော့လည်းပော့ပြီးတော့လှုပ်ရှားမှုအပိုင်းမှာပိုကောင်းတယ်လို့ထင်ပါတယ်။ အရင်အမောင်းအလုံးထဲအရင်လဲဒီမှာပို့ပြီးတော့မှအဆင်ပြေပါနဲ့ကျွန်တော်အနေနဲ့ flight weight champion ခက်ပတ်ကိုပြင်မှတ်ထားနေပါတယ် champion ပြင်ဖြစ်ဖို့ rotation နဲ့ထိုးရမယ်ဆိုရင်တော့အဆင်တင်ပါပဲဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာနိုင်ပွဲတစ်ပွဲတာပြင်ရထားတဲ့နောက်အိုက one championship ကခက်ပတ်လူခွင့်ချက်ချင်းပြီးပါမလားဆိုတာကတော့တကယ်ကိုစဉ်းစားစရာဖြစ်နေပါတယ်တစ်ဖက်မှာလည်း rotation နဲ့ jonathan hackett တို့ရဲ့တွဲဆိုင်ကလည်းရှိနေသေးပြန်ပါတယ် ဒါကြောင့်နောင်အနေနဲ့ချက်ချင်းရော့တန်စီကချန်ပီယံခပ်ပတ်စင်ခိုခွင့်ရဖို့ဆိုတော့ကမလေးကူတီးဘူးလို့ပဲပြောရမှာဖြစ်ပါနဲ့ဗရိုနီကာဟာဝမ်ချမ်ပီယံရှစ်ကိုမရောက်ခင်တုန်းကထိုင်းဖိုက်မှာကန်လာရှိထူးတက်ခဲ့တာဖြစ်ပါနဲ့ဒူမဟာထိုင်းဖိုက်မှာ16ပွဲဆက်9ပွဲရရှိခဲ့တဲ့စံချိန်ကောင်းကိုလည်းပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်အစောပိုင်းမှာဂရက်ကဝမ်ချမ်ပီယံရှစ်ကဒူမကိုခေါ်ယူချင်နေတယ်ဆိုပေမဲ့လည်းထိုင်းဖိုက်ဘက်ကဒူမကိုတွားခွင့်မပေးခဲ့ပါဘူး။ဗရိုနီကာနဲ့ထိုင်းဖိုက်တို့ကြားမှာ၃နှစ်တက်တန်းရှိတဲ့စာချုပ်ရှိနေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးစာချုပ်ပြမှာပဲဗရိုနီကာဟာဝမ်ချမ်ပီယံရှစ်ကိုတွားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကိုအစောပိုင်းကတည်းကရောက်ခဲ့တဲ့တဲ့ဆိုပေမဲ့လည်းဗရိုနီကာအတွက်နောက်ကျတွားခဲ့ရတဲ့လူတောင်ပြောလို့ရပါတယ်။ဖိုင်ဖိုင်နဲ့ဗရိုနီကာတို့ရဲ့လမ်းခွဲတွားတဲ့ပုံစံဟာဆိုရင်အဆင်ပြေပြေနဲ့မဖြစ်ခဲ့တာကြောင့်ဂရီပါလမ်းခွဲမဟုတ်ခဲ့ပြန်ပါဘူး။ဖိုင်ဖိုင်ကဗရိုနီကာထွက်ခွာနီးမှာဆိုရင်လည်းပညာပြတာတွေကိုကြုံတွေ့တွားခဲ့ရပါတယ်။ဖိုင်ဖိုင်ကဗရိုနီကာကိုဖိုင်ဖိုင်တာတူဖြစ်တဲ့ဖာဆိုင်နဲ့ပွဲတဲပြီးခဲ့တာဖြစ်ပါတယ်။ ဲ့ဒီပွဲမှာဆိုရင်လည်းအချီပြည့်တဲ့အထိအနိုင်အရှုံးမပေါ်ခဲ့ပဲအမတ်ဆုံးအဖြစ်အထိရောက်ရှိသွားခဲ့ပါလေ။အဲ့ဒီပွဲမှာဆိုရင်တော့ဘရိုနီကာဟာတောက်လျှောက်အသာစီရရှိခဲ့တာအသည့်အသာကြီးဖြစ်ခဲ့တဲ့ဆိုပေမဲ့ time fake ကတော့ဖာဆိုင်ကိုပဲအနိုင်ပေးလိုက်တာဖြစ်ပါလေ။ရလက်ကတော်တော်လီးလဲမမြတ်ခဲ့တယ်လို့ဘရိုနီကာရဲ့နိုင်ပွဲဆက်ဆံချိန်လေးရပ်တန့်သွားခဲ့ရပါလေ။ Veronica Hawan Championship မှာမကြာသေးခင်ဒုတိယမြောက်ပွဲအနေနဲ့ထိုးတက်သွားခဲ့ရပြီးတော့အဲ့ဒီပွဲမှာဆိုရင်တော့ Thai Fighter မှာလေ Junior Fates ကို လဲထိုးပုံစံမျိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။အဲ့ဒီပွဲအပြီးမှာဘရိုနီကာကိုမမျှမတအနိုင်ယူနိုင်ခဲ့တဲ့ဖာဆင်ကလည်းဒူမဟာဘရိုနီကာကိုအနိုင်ယူခဲ့ဘူးသူဆိုပြီးတော့လေးတိုက်သွားခဲ့ပြန်ပါတယ်။ဒါအပြင်ထိုင်းဖိုက်အပွဲစီရဲ့မနာလိုမှုနဲ့ဗိုက်တာဟောင်းအပေါ်မလီးစားမှုတွေကိုလည်းမြင်တွေ့လာခဲ့ရပါတယ်။ထိုင်းဖိုက်ကဘရိုနီကာရဲ့ပွဲအပြီးမှာဆိုရင်တော့ဒူမနဲ့ဖာဆင်တို့ထူးတက်သွားခဲ့ကြတဲ့ပွဲတုန်းက highlight တွေကိုပြန်ပြီးတော့မှတင်လာခဲ့ပါတယ်။ နောက်ပြီးကက်ပစီမာဆိုရင်လည်းရော်နီကာရဲ့16ပွဲစံချိန်ကိုရက်တန့်ပြီးနိုင်ခဲ့တဲ့ဖာဆိုင်းဆိုပြီးတော့ရေးသားတင်ခဲ့ပါတယ်။ရော်နီကာကိုဝိုင်းဝန်းချီးကျူးနေကြတဲ့အချိန်မှာအခုလိုမျိုးထတင်လာကြအောင်ဖိုင်ဖိုင်ဘက်ကတမင်လုတ်တယ်ဆိုတာကတော့တီတာလုံးနေပါတယ်။ဒီလိုအချိန်မျိုးမှာဘရော်နီကာနဲ့လိချင်းနေတဲ့တိုက်ကမွေထိုင်းကလပ်ရဲ့တတိဖြစ်သူဘရော်နီကာဖက်ကနေရက်တီပြီးသွားခဲ့ပါတယ်။တိုက်ကကလပ်တတိကတော့ဖိုင်ဖိုင်တာတင်ထားတဲ့ post အောက်မှာမကြည်ပွင့်ထူးကြမလားဆိုပြီးတော့မှ match ပေးပြောဆိုသွားခဲ့ပါတယ်။ ချီပီရူမန်တွေကတင်ဆက်ပြီးခဲ့တယ်လို့ပဲဘရိုနီကာနဲ့ဖာဆိုင်တို့မကြည်ပွဲကဖြစ်လာဖို့မလွယ်ကူသေးပါဘူး။ One Championship နဲ့ Exclusive Contract ချုပ်ဆိုထားခဲ့တဲ့ဘရိုနီကာဟာတခြားအဖွဲ့အစည်းတွေမှာထူးတက်ခွင့်မရှိသလိုဖာဆိုင်ကလည်း One Championship က Fighter တူမဟုတ်နေပြန်ပါဘူး။အားကြောင့်ဖာဆိုင်တဲ့အောင် One Championship ကိုရောက်ရှိလာမှပဲဘရိုနီကာနဲ့မကြည်ပွဲအနေနဲ့ရှင်ပြိုင်ထူးတက်သွားရမှာပဲဖြစ်ပါလိမ့်။ပရိသတ်တွေအနေနဲ့ရောဘရိုနီကာအပေါ် Time Fighter တအုပ်ဖြစ်တဲ့ Fast Fight နဲ့ Time Fight တို့ရဲ့လုံရက်ပေါ်ဘယ်လိုမျိုးထင်မြင်ယူဆထားကြပါသလဲ။ ။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုကြံပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ Like and Subscribe လေးမလုပ်ရသေးဘူးဆိုရင်လည်း Like and Subscribe လေးနဲ့အပီးခဲ့ဖို့ကိုလည်းအားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်။နောက်လာမယ့်နေ့ရက်ဒီမှာတခြားသောစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါ